မနွေဦးရဲ့ Little Session လေးတို့ရဲ့မင်္ဂလာပါနော်။မမနွေဦးရဲ့နွေဦး Story Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မမနွေဦးရဲ့ Little Session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မြောက်ငါကောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်သေး။ကဲမမနွေဦးရဲ့ Little Session လေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်။အဲဒီတော့ပုံမြင်လေးဆက်လိုက်ကြမယ်။မြောက်ငါကောင်တခါကသိပ္ပံပညာရှင်တစုဟာ မြောက်ငါးကောင်ကိုလောင်အိမ်ထဲကိုထည့်ပြီးဆန်တက်မှုတစ်ခုကိုပြုလုပ်ကြတယ်။လောင်အိမ်ရဲ့အလဲမှာတော့လေကားတစ်ခုကိုထောင်ထားပြီးလေကားထိပ်မှာငပြောသီးတစ်ဖီးကိုတင်ထားတယ်။မြောက်တကောင်ကောင်ဟာလေကားထိပ်ကငပြောသီးကိုတက်ယူတဲ့အခါတိုင်းမြောက်လောင်အိမ်ကိုအပေါ်ကနေရေခဲရင်နဲ့လောင်းချတယ်။မြောက်တကောင်ကောင်ကငပြောသီးယူဖို့ကြိုးစားတိုင်းမြောက်အားလုံးဟာ ရေခဲရင်အလောင်းခံရတာပေါ့။ခဏကြာမှာတော့မြောက်တွေဟာ ငါပြောသေးယူရင်ရေရေကြီးလောက်ခံရတယ်ဆိုတော့ကိုတတိထားမိလာကြတယ်။ငါပြောသေးကိုယူဖို့လက်လျှော့လိုက်ကြတယ်ပေါ့။သူတို့တွေကတကောင်ကောင်ကလေကားပေါ်တက်တိုင်းကြံမြောက်တွေကဆွဲကြထုကြထောင်းကြတယ်လေ။တိမဲ့မညာရှင်တွေက လောင်ရင်တွေကမြောက်တကောင်ကို ထုတ်ပြီးမြောက်အစ်စ်တကောင်ကို အစားထိုးထက်လိုက်လေတယ်။မြောက်အစ်စ်ကရေခဲကြီးအချောင်းကိုမသိတော့ငပြောသိမြင်တာနဲ့တက်ယူဖို့ကြိုးစားတာပေါ့ ူလက်ကားပေါ်တတ်တိုင်းကျန်တဲ့မြောက်တွေကဆွဲချရိုက်နှက်ကြတယ်ဒီတော့နောက်ရောက်လာတဲ့မြောက်ကလည်းငပြောသီးယူရင်အထောင်းခံရတယ်ဆိုတာသိပြီးလက်လျှော့လိုက်တယ်နောက်တစ်ခါမြောက်အဟောင်းထဲကတကောင်ကိုအခြားမြောက်အစ်စ်တကောင်နဲ့လဲလိုက်ပြန်တယ်အလားတူပဲဒီမြောက်အစ်စ်ဟာလည်းငပြောသီးတက်ယူတာနဲ့အထောင်းခံရလေတယ်စိတ်ဝင်စားစရာကောင်းတာကပထမဆုံးအလဲခံရတဲ့မြောက်ကလည်း ဒုတိယမြောက်အစ်စ်ကိုဝင်ရိုက်လေတယ်။ဘာလို့လဲဆိုတော့သူ့တုံးကဒီလိုပဲ အထောက်ခံရလို့သူကလည်းပြန်ထောင်းတာမျိုးပါ။ဒီလိုနဲ့မြောက်တွေကို တကောင်ချင်းအစားထိုးလိုက်တာ နောက်ဆုံးမြောက်အစ်စ်တွေကြီးပဲကျန်တော့တယ်။သူတို့ဟာ ရေခဲကြီးအကြောင်းကိုမသိကြဘူး။ဒါပေမဲ့မပြောသေးကိုမယူရဘူး။ယူတဲ့မြောက်ကိုထုထောင်းရမယ်။ဆိုတဲ့အယူအဆတော့ဆက်လက်ကျင့်သုံးနေစီမင်းဖြစ်တယ်။ ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့တက်တဆဆိုင်လေးတို့ရင်ဒီပုံမြင်လေးစီကနေတင်ရမယ်တင်ရစာကတော့လူတွေဟာနေ့စဉ်နေ့တိုင်းဆုံးဖြတ်တွေချနေကြရတယ်။နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါကိုယ်အတွေ့အကြုံတွေသူတပါအတွေ့အကြုံတွေနောက်ဒလိထုံတန်းလူရိုးလှုပ်စင်တွေရဲ့လောင်းရိပ်ကိုမိနေတကြတယ်။ဒါကြောင့်ကိုကိုကိုမိကိုနှစ်ခုလောက်မိကြီးဖို့တော့လိုပါလိမ့်မယ်။ နံပါတ်1မိမိတို့ခံယူထားတဲ့အတွေးအခေါ်အယူဆတွေဟာ ကိုယ်တိုင်စစ်စစ်ပြီးအမှန်တရားကိုမြင်လို့ရှင်းတုံးနေတာလားနံပါတ်2မိမိတို့လှုပ်ဆောင်နေတဲ့အပြုမှုတွေဟာလဲလိုရိုးလှုပ်ဆင်မှုသူများ တွေလှုပ်လို့လိုက်လို့နေတာလားကိုယ်တိုင်စစ်စစ်ပြီးမှလှုပ်တင်တာကို လုပ်နေတာလားဆိုတာကိုကိုကိုမေးကြည့်ရပေမယ်ဒီမိကုန်းတွေအတွက်အဖြစ်မရှိရင်တော့မိမိတို့ဟာ ပုံမြင်ထက်ကညောက်တွေလိုပဲ ဆိုတာသတိပြုမိသင့်စရာပင် ဖြစ်ပေတယ်အဲ့တော့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လေဒီပုံမြင်လေးစီကနေတင်ငဲစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လေအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိ လူတော်လူကောင်းလေးတွေအဖြစ်နဲ့မြစ်တသားရဲ့လှပတဲ့ဆန်ရှိုင်းလေးတွေဖြစ်လာကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော် ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာပဟုတုတ္တတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦးစတရီချန်နယ်ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ပြန်ဆောင်ကြမယ်နော်။